်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သားတော်အကျော်မော်တွေတဲကအရှင်သာတိပုတ္တရာမထေရသူမြတ်ကြီးရဲ့အကြောင်းအပိုင်းနှင်းလို့ဒီလိုမှတ်ကြပါနော်အရှင်သာတိပုတ္တရာမထေရသူမြတ်ကြီးရဲ့အကြောင်းအပိုင်းတစ်ကိုဦးဇင်းတို့ပြီးကြတဲ့ဘက်ကဟောခဲ့အတိတ်ဘဝကောင်းမှုပြုရာကနေပြီးတော့ယခုပိဿုပံဘဝပိစီမဘဝဥပတိတ်တာနဲ့ကောလိတဆိုပြီးတော့ ရာဇဂျူနာကယွာနှစ်ယွာမှာအဲ့ဒါလူလင်နေအမျိုးသားတွေလာပြစ်ပြီးတော့အရွယ်ရောက်တဲ့အခါတဇောင်မုံးလာ ပွဲကြည့်ထွက်ကြပွဲကြည့်ရင်နဲ့သူတော်ကောင်းတို့တို့အဲ့ဒါတန်ဝေကတွေရဟုတ်လားပွဲကြည့်ရင်နဲ့ဘာရအဲတန်ဝေကရဘဝတိုးတက်ခြင်းတဲ့ပုံကိုမျိုးဟာတိမခံခြင်းစိတ် နှစ်အာကြစိတ်သုံးတံဝေကစိတ်ဟုတ်လားဘယ်နှမျိုးလဲသုံးမျိုးပါဗျာအကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်မခံခြင်းသိရှိလို့ကြိုးစားခြင်းလည်းပဲကြီးပွားတယ်ဟုတ်လားနောက်တစ်ခါအာကြစိတ်နဲ့ကြိုးစားခြင်းလည်းဘာဖြစ်တော့ကြီးပွားတယ်ဟုတ်ပြီနော်မခံခြင်းသိနဲ့အာကြစိတ်ကြောင့်ကြီးပွားလာပြီးတိုးတက်လာပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ကိုယ်ကိုပညာနဲ့ပြန်ထင်ရတယ်တဲ့ ဘုရားတို့ဗမာလူမျိုးတွေတော်တော်များများမခံကျင်သေးလဲရှိလို့ကြိုးစားတဲ့လူတွေရှိတယ်။အာကြစိတ်ကြောင့်ကြိုးစားတဲ့လူတွေလည်းရှိတယ်။ဒါပေမဲ့ဘဝမြင့်လာတဲ့အခါမှာပညာနဲ့ပြန်မထိန်တော့ဘောဟာကြီးဒူရင်ဒူရင် ပြန်ရောက်သွားတာတွေလည်းများတယ်။ဟုတ်လား။အကောင်းဆုံးကတော့ပြိသိဘဝမြင့်အောင်ကြိုးစားတဲ့နေရာမှာတန်ဝေကနဲ့မြင့်လာကအကောင်းဆုံးတဲ့။ဘာနဲ့မြင့်ရတာအကောင်းဆုံးလဲ။အေး အခုရှင်သာရိပုတ္တရာနဲ့ရှင်မမောကလရဲ့အလောင်းဥပဒိဋ္ဌနဲ့ကောလိတာပွဲကြည့်ပွဲကြည့်ရင်လည်းဘာဖြစ်တယ်လဲလို့မေးလိုက်တော့အိုးပေါ်ကနေကပြနေတဲ့ရှင်မောကကပြနေတဲ့မင်းသားမင်းသမီးလည်းပဲနှစ်တရာတွင်သေမှာပဲအောက်ကလက်ခုပ်တီအပေးနေတဲ့လူတွေလည်းလက်နှစ်တရာတွင်ဘာဖြစ်မှာတော့သေမှာသေမဲ့လူကသေမဲ့လူကိုကပြပြီးသေမဲ့လူကသေမဲ့လူကိုလက်ခုပ်တီးနေသလိုဖြစ်နေတာ ဟုတ်လားအဲ့ဒါကြီးကြီးပြီးတော့ခါတိုင်းညတွေလို့မပြောတော့ဘဲနဲ့စုတွေဘာတွေမချတော့ဘဲနဲ့ဘာဖြစ်တော့ပြေးလိုက်တော့တယောက်တယောက်ပြောလိုက် တော့သူလည်းတန်ဝေကကိုလည်းတန်ဝေကနဲ့ဥပဒိတ်တနဲ့ကောလိတဒီလိုဖြစ်ကြအသေးတဲ့နေရာရှိမသေးတဲ့နေရာလည်းရှိရမယ်ကွာဆိုတာမသေးရာဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့တရားတို့ရှားရအောင်ဆိုပြီးတော့အဲ့ဒီပွဲကြီးတဲ့နေရာကနေမသေးရာနိဗ္ဗာန်ကိုအရှာထွက်လာကြတာ အဲ့လိုရှားရင်းနဲ့သူတို့ရှားနေတာကဘယ်လဲမိရာဇကြိုပြီရာဇကြိုပြီမှာပြိတဲ့အဲ့ဒီကနာမည်ကြီးနေတဲ့ဒိဋ္ဌိဆရာကြီး6ယောက်တည်းကသိသိဆိုတဲ့ဂိုင်းဆရာကြီးကအဲ့မှာလွန်နာမည်ကြီးဟာဒီမှာနာမည်ကြီးတဲ့သိသိဆရာကြီးတန်းသွားပြီးတို့မတရားတရားရှားရအောင်ဆိုအဲ့ဒီသွားလိုက်တယ်အဲ့ဒီအချိန်မှာဘာဖြစ်တယ်လဲမိတဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဘာဒနတိပြီမိဂရာဝန်တော်မှာ တဝါဆိုပြီးတော့ဝါလာကင်းလို့သတင်းကြွတော့ယဟန်း60ကိုတိတ် သာသနာပြုလွှတ်လိုက်တာတကြောင်တီးတော်ခီးတပါးတဲ့ကြွပြီးသာသနာပြုကြဆိုဘုရားကလွှတ်လိုက်တာအဲ့လိုလွှတ်လိုက်တဲ့အခါမှာပြိသိုက်အရှင်အတ္တတိကကြွပြီးရာဇဂိုမှာ ရောက်နေနေပြီဟုတ်ပြီလားရှင်အတ္တတိဆိုတာပြိသိုက်ပိဇဝကီ၅ဦးထဲမှာအငယ်ဆုံးเนาะ အငယ်ဆုံးဖြစ်တဲ့ရှင်အတ္တသီကရာဇကြိုရောက်နေပြီမြတ်စွာဘုရားကလည်းပဲရာဇကြိုကိုကြွလာနေပြီသို့တော်လမ်းမှာကပ္ပတိကတောဥဘတ္တဝကီညီတော်သုံးချိတ်ကိုတရားဟောရတယ်နောက်တကဥရုဝေလာယသိညီတော်ရှင်တထောင်ကိုတရားဟောရတယ်ဆိုတော့မြတ်စွာဘုရားပြာရာဇကြိုဝင်တာဟာပြာစုတဲ့ပရိသတ်ကြီးပြာစုလက်ပြီမှာမြတ်စွာဘုရားဘယ်ကိုရောက်တယ်ရာဇကြိုရောက်ဟုတ်ပြီလား တဇောင်းမုံလာပြီမှာပြိသိအဲ့ဒီမှာပွဲကြည့်ရင်နဲ့တန်ဝေကရပြီမတရားတရားရှာနေတဲ့ဥပဋိဒ္ဌနဲ့ကောလိတလို့ခေါ်တဲ့ရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်လောင်းတို့လည်းတရားရှာနေကြတာရာဇဂျိုမှာပဲเนาะအဲ့ဒီမှာပြိသိသိသိဆရာကြီးထံရောက်သွားပြီသိသိဆရာကြီးထံသင်လိုက်တာ2ရက်3ရက်ထဲနဲ့သိသိဆရာကြီးတက်တဲ့ပညာတွေသူတို့အကုန်ရသွားအကုန်တက်သွားတဲ့ခါကျတော့ဟာဆရာကြီးသိတာဒါပဲလားဒါအကုန်ပဲ ဒါဆိုရင်ဒါတို့လိုချင်တဲ့ပညာမဟုတ်သေးဘူးတဲ့ဒီတရားဟာအိုခြင်းနာခြင်းသိခြင်းတို့ရဲ့ကင်းရာကုံရာဖြစ်တဲ့တရားလည်းမဖြစ်နိုင်သေးဘူးဆိုပြီးတော့လှဲ့ပြီးတော့တရားရှာတရားရှာရင်းနဲ့ပြိတဲ့ဥပဒိသလိုခေါ်တဲ့အရှင်သာရိပုတ္တရာအလောင်းကဘာလို့တို့မေးလိုက်တော့အခုလိုမနဲ့ကင်းစွန့်ကန်ထွက်နေတဲ့အရှင်အသတိနဲ့တွားတွေ့ဩော်ဒီယဟန်တော်ကြည်ရတာရှေ့ကကြည်ကြည်နောက်ကကြည်ကြည်ဘေးကကြည်ကြည် ကြီးညိုစရာကောင်းလိုက်တာကြီးညိုစရာကောင်းလိုက်တာဘာဖြစ်သလိုလဲလို့မေးတဲ့တော့ပြိတဲ့ခန္ဓာကိုကြည့်ရင်ဣန္ဒြေရှိလို့ဘာရှိတယ်ဣန္ဒြေရှိတယ်ဆိုတော့သက်ကုံတရေသောတိန်တရေခါနေတရေပြိတဲ့အကုံတို့ဣန္ဒြေတွေကောင်းနေတာဟုတ်ပြီလားအေးအဲ့တော့ပြိတဲ့ခန္ဓာကိုကတည်ငြိမ်နေဆိုတာစိတ်ငြိမ်လို့ငြိမ်တာခန္ဓာကိုငြိမ်နေဆိုတာဘာငြိမ်လို့လဲစိတ်ငြိမ် စိတ်ငြိမ်လို့ငြိမ်တာဟုတ်လားအေးစိတ်ငြိမ်လို့ငြိမ်တာစိတ်မှမငြိမ်မဲနဲ့ခန္ဓာကိုယ်ကငြိမ်လို့ရပါမလားမရပါဘူးခင်ဗျအဲ့ဒါရှင်သာရိပုတ္တရာအလောင်းကကဲခတ်တာဒီမထေရဲ့တန်တမှာတရားရှိလို့ငြိမ်တာတဲ့တရားမရှိရင်ဘယ်နည်းနဲ့မှမငြိမ်နိုင်ဘူးပေါ့ဟုတ်လားဒီမထေရဲ့တန်တမှာဘာရှိလို့ငြိမ်နေတရားရှိလို့ငြိမ်တာဟုတ်ပြီနော်ကာယဝိညာတိဒွယံစိတ်တသမေဝရတဲ့ ိုယ်အမူအရာနှိမ့်နှုတ်အမူအရာတွေကစိတ်ပေါ်ကနေလာတာစိတ်ပေါ်မှာအခြေခံပြီးတော့လာအဲ့ဒါကြောင့်ပြိဿဒီမထေရတဏ္ဍာမှာတရားရှိကိုရှိရမယ်ဆိုတော့ဆုံးခံတဲ့နေရာမှာလှည့်ပြီးတော့လိုက်လှည့်လိုက်ရင်လှည့်လိုက်ရင်လည်းဘာဖြစ်တော့မေးလိုက်တော့တရားမေးခြင်းလိုက်တာမေးလို့မကောင်းသေးဘူးသူကဆုံးခံနေတာဆုံးခံနေတဲ့ချိန်ငါမေးလို့မသိဘူးလှည့်လိုက်ရင်တက္ကတဏှာရောက်တော့မထေမြတ်ဆုံးဖုံးပေး စွန်ဖုံပေးတဲ့နေရာရောက်တော့လဲမေးရင်နဲ့စွန်ဖုံပေးတော့မေးလို့မကောင်းဘူးဆိုပြီးတော့အဲ့ဒီမှာရေပူရေချမ်းကန်းပြီးတော့အရှင်သာရိပုတ္တရာလောင်စောင့်ပြီးတော့နေစွန်ဖုံပေးလို့ပြီးပြီဆိုတော့မှပြိဿကြီးမေးတာတဲ့ဗျာအရှင်ဘုရားအရှင်ဘုရားကြည်လိုက်တာကြည်ညိုစရာကောင်းလိုက်တာရှေ့ကကြည်ကြည်နောက်ကကြည်ကြည်ရှင်ဘုရားရဲ့တန်တန်ပါတပိတော့တရားရှိတယ်လို့ယုံကြည်ထားပါတယ်အရှင်ဘုရားရဲ့ဆရာကဘယ်သူပါလဲရှင်ဘုရားရဲ့ဆရာက အဘယ်ကဲ့သို့သောတရားတွေဟောကြားပါသလဲစသည်ဖြင့်အဲ့ဒီမှာမေးတာမေးတော့မှပြိသက်အဲ့ဒီမှာရှင်အတ္တသိကလည်းငါလည်းသင်္ကန်းဝတ်တာ မကြသေးဘူးယဟန်ပြုတာမကြသေးဘူးတရားလည်းစီစီဝူဝူမဟုတ်တတ်ဘူးဟာရှင်ဘုရားသိသလောက်ဟောပါဒီလိုမျိုးတောင်းဆိုလိုက်တော့အဲ့ဒီမှာတရားလေးတူတူလေးခေါ်လိုက်တယ် ယေဓမဟေတုပပဝတေတံဟေတုံတတ္ထကတောအာဟာတေသဇာယောနိရောရောဧဝံဝါရီမဟာသမနောယေဓမဟေတုပပဝငါတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတော့ယေဓမဟေတုပပဝတဲ့အရာရာမှအကြောင်းရှိလို့ဖြစ်တာအကြောင်းမဲ့ဖြစ်တာဘာမှရှိဘူးဟုတ်လားသင်္ခါရတရားမှန်သမျှသည်ဘာရှိလို့ဖြစ်တယ်အကြောင်းရှိလို့ဖြစ်တယ် အေးအဲ့ဒီလိုအကြောင်းရှိလို့ဖြစ်ပေါ်လာတဲ့တရားတွေကိုမြတ်စွာဘုရားအဲ့ဒီလိုဟောရကွာတဲ့တေသာဟေတုံတထာကတောအာဟတေသင်းစာယောနိရောတော့အေဝဝါဒီမဟာသမဏောအဲ့ဒီသင်္ခါရတရားတို့ရဲ့ချုပ်ရာကိုလည်းတို့မြတ်စွာဘုရားဟောတယ်အဲ့တော့ဂါထာတက္ကမထာမှာပြည့်တဲ့၄ပါးထားရှိပထမနှစ်ပါးရတဲ့နာလိုက်ရတာနဲ့ဒီ ပထမပါရရဲ့ဒုတိယပါရရဲ့နှစ်ပါရနာလည်းရတာနဲ့တည်းအရှင်သာရိပုတ္တရာအလောင်းဥပတိတ်သဟာပြိဿိဘာဖြစ်တော့သောတာပန်တီတာဗျာဟုတ်လားဟာသောတာပန်တီတာအံ့ဩစရာကောင်းဂါထာလေးတပုတ်ကိုပြိဿိရှေ့ကနှစ်ပထမပါရနဲ့ဒုတိယပါရသောတာပန်ဖြစ်တဲ့နောက်တတိယပါရနဲ့သတုဒ္ဓပါရကိုသောတာပန်ဖြစ်နေသူနာသွားတယ်တရားနာလို့ပြီးတော့ရှင်ဘုရားရေထားလိုက်ပေါင်းနောက်ဆက်မခေါ်ပါနဲ့ဆက်မခေါ်ပါနဲ့ ဘာဖြစ်လို့လဲမေးလိုက်တော့အလွန်ကောင်းလွန်းတဲ့တရားမို့ဘာသောသရိယာတလဲမေးလိုက်တော့တရားသူရရင်မင်းတရားမတရားတရားတွေ့မင်းလည်းပြောငါလည်းပြောဆိုပြီးတော့ပြောဖို့ကြံနေတာကအရှင်မမောက္ကလန်အလောင်းရှိနေတာမို့လားအေးတငယ်ချင်းကိုသူပြန်ပြောမယ်ဆိုပြီးတော့တငယ်ချင်းထံတော့ ကောလိတလို့ခေါ်တဲ့ပရိသေအရှင်မမောကလန်လောင်းကလည်းသူတငယ်ချင်းဥပတိဒ္ဓမြင်လိုက်ရတာနဲ့တပြိုင်တည်းသူတငယ်ချင်းရဲ့တန်တမတရားရှိတယ်ဆိုတာသိကြပြီသူကလည်းသိအဲ့ဒါနဲ့ဘာလို့တော့မေးလိုက်တော့ဟာတငယ်ချင်းမင်းကြည့်ရတာခဏကြီးကြီးလင်းလင်းပဲกว่าအေးဟုတ်တယ်กว่าငါခဏတရားရခဲ့တယ်မတရားတရားတွေ့ခဲ့တယ်ဟာဘယ်လိုတွေ့တော့မေးလိုက်တော့ မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တပိတဝကပင်စဝကီ၅ဦးထဲမှာအရှင်အတ္တသိနဲ့ငါတွေ့သူကဟောတယ်ကွာယေဓမ္မဟိတုပ္ပဘဝတေတံဟိတုံတထကတောအာဟာဒီလောက်လေးပြောပြတော့ရှင်မမောက္ကလန်လည်းအဲ့ဒီမှာတင်သောတပန်တည်တာဉာဏ်ထက်ကြတာပြောတာသူတော်ကောင်းတော့ဟုတ်လားတေသင်္ဇာယောနိရောဓောဧဝံဝါရီမဟာသမနောဟာအဲ့ဒီမှာသူတို့တွေ့ နှစ်ယောက်သလုံးသောတာပန်တီးပြီးဆိုကြပါစို့သောတာပန်ဖြစ်ပြီးပြီတဂရကအနာကပြိတဲ့ယဟန္တာဖြစ်ဖို့သူတို့လိုစေတယ်သောတာပန်ဖြစ်ပြီဆိုရင်ပြိတဲ့ဤဘဝရဲ့အဆုံးကိုလက်မြင်ရပြီသောတာပန်ဖြစ်ပြီဆိုရင်အပေတကားလည်းဘာဖြစ်ပြီတော့ပိတ်သွားပြီဟုတ်လားအပေတကားလည်းပိတ်သွားပြီပြိတဲ့နောက်တခါဘဝရဲ့အဆုံးကိုလည်းလက်ပြီးတော့မြင်ရပြီဆိုတော့ပြိတဲ့ မသေးရနဲ့တော်တော်နှိစက်သွားပြီမလားနိဗ္ဗာန်ကိုတိုက်ရိုက်မြင်ရတော့ပြိတဲ့မသေးရကြီးမြင်ရတော့ဝမ်းသာလိုက်တာငါတို့ရှာနေတာဒါငါတို့လိုချင်နေတာဒါဆိုတော့ကဲတို့တပည့်တွေနဲ့တကွာဘုရားစီသွားမယ်ဆိုတော့သူတို့ရဲ့ဆရာကြီးကိုသွားသတိရပြိတဲ့အရေးဆိုဘာကိုသွားသတိရလဲဆရာသတိရဟုတ်လားဒီဆရာကြီးတန်းသူတို့တပည့်ခံခဲ့တယ် သူတို့နဲ့တွေ့ရတော့ပြိသူတို့တငယ်ချင်းနှစ်ယောက်ကတော့တရားဓုတွေရပြီဆရာကြီးကတရားဓုမရသေးဘူးအဲ့ဒါနဲ့ဆရာကြီးဖះပွင့်နေပြီဖះတံသွားရအောင်ဆရာကြီးရဲ့ညံနဲ့ဖះတရားနာလိုက်ရမယ်ဆိုရင်တော့ဆရာကြီးလည်းတရားဓုတွေရမယ်ဒီလိုသွားခေါ်တာပေါ့ဒုတ်တရန္တရာတိဒုက္ကရကရောတိဒုက္ခမခမတိအပရာတုနဇဟာတိ မိတ်ကောင်းဆွေကောင်းဟာပြည့်တဲ့အရေးအကြောင်းရှိရင်ကိုယ့်ရဲ့တငယ်ချင်းကောင်းကိုစွန့်လွတ်မသွားဘူးတဲ့ဟုတ်လားအခုလဲကြည့်လိုက်အရှင်သာရိပုတ္တရနဲ့ရှင်မောက္ကလသူတို့ဆရာကြီးကိုစွန့်လားမစွန့်ဘူးဗျာသွားခေါ်တာဟုတ်လားဆရာကြီးလက်ခဲ့ပါဖះပွင့်ပြီဖះသည်တရားတော်သွားရအောင်ဖះသည်သွားရအောင်ပြောတော့ဆရာကြီးကပြောတယ်အစ်ကွာတဲ့ငါကနေပြီးတော့အခုဒီမှာနေရင်ဆရာကြီးပေါ့ ဖယားစီသွားရင်ငါတပည့်လို့อ่ะยาဝင်โอကြီးကနေဆယ်ဝင်โอလေးဘောอ่ะငါမပြောင်းခံနိုင်ဘူးဟုတ်လားမြတ်စွာဘုရားစီသွားရင်တရားဓုရမှာ तू သိတယ်မြတ်စွာဘုရားစီရရင်သွားရင်အကျိုးရှိမယ် तू သိတယ်ဒါပေမဲ့လို့သွားလို့တဲ့ဆန္ဒရှိလားတည်ငါလေးကိုตายာမိနေတာဟုတ်ပြီလားတပည့်တွေကမရရအောင်ခေါ်တယ် ဟာဆရာကြီးကျွန်တော်တို့ကသွားပြီဆိုရင်တပည့်250ရောခေါ်သွားမှာဆိုတော့ဆရာကြီးအတွက်အဲ့ဒါငဲ့ပြီးတော့ခေါ်တာပါဒီလိုမျိုးပြောတော့ငါ့အတွက်မငဲ့နေတဲ့အဲ့ဒီမှာ तू ကပြန်မေးတာလေလောကကြီးတဲ့ကိုမင်းတို့ကြည်လိုက်ပညာတတ်သူနဲ့ပညာမတတ်သူဘယ်သူကပုံများသလဲတဲ့ဒီမေးခွန်းမေးတာဗျဟုတ်လားလောကကြီးထဲမှာပညာရှိနဲ့ပညာမရှိသူဟာဘယ်သူပုံများသလဲမေးတဲ့တော့ ခေကြတယ်ပညာမရှိတဲ့လူကများတာပါဒါဆိုရင်လေပန္ဒိတာပန္ဒိတတသမဏတတန္တိကံကမိတ်တန္တိပညာရှိတဲ့ပုဂ္ဂိုလ်တွေကပညာရှိဂေါရမယဟန်ထံသွားလိမ့်မယ်တဲ့ဒန္တဒန္တတဒန္တဒန္တတတန္တ အာဂမိတ်တန်တိနှုတ်နှေးတဲ့ပုံကိုယ်တွေညံထိုင်းတဲ့ပုံကိုယ်တွေကတော့ငါတန်တန်တို့တို့ရောက်လာကြပါလိမ့်မယ်ကွာတဲ့အဲ့ဒါကြောင့်မင်းတို့သွားကြပါငါတို့တပြိမပူကြပါနဲ့တဲ့ဒီလိုပြောလိုက်တာဟုတ်ပြီလားပန္တိတာပန္တိတသသမဏတ္တဂေါရမတ္တတန်တံဂမိတ်တန်တိဒန္တာဒန္တတ္တ မမတန်တံအာဂမိတ်တန်ဒီနှုတ်နှေးတဲ့ပုဂ္ဂိုလ်တွေထုံထိုင်းတဲ့ပုဂ္ဂိုလ်တွေညံလေးတဲ့ပုဂ္ဂိုလ်တွေငါစီလာကြပါလိမ့်မယ်အဲ့တော့မင်းတို့တွေကမင်းတို့ပညာရှိတဲ့ပုဂ္ဂိုလ်တွေပညာရှိဂေါရမထန်တာသွားကြဆိုပြီးတော့အရှင်သာရိပုတ္တရာနဲ့အရှင်မောဂလန်တို့သွားလိုက်ကြတာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ထံမှာဘယ်ရဲ့ရောက်တယ်လဲမေးလိုက်တော့ပြိတဲ့ဖယားကပြာစိုလာပြီရာဇဂိုရောက်တယ်သူတို့နှစ်ယောက်ကပြိတဲ့ဖယားထံမှာတဘိုးရဲလာဇန်တရည်နေရောက်ကြတဲ့ဗျာ ုတ်လားတပူရဲလာစားတရားနေ့ဘုရားထံရောက်အဲ့ဒီမှာဆက်ပြီးတော့တရားကျင့်ကြတော့ခொနည်းရဲ့နေတဲ့ခါရှင်မမောက္ကလယဟန်ဖြစ်တယ်တပူရဲလာစားရှိရပေါ့တပူရဲလက်ပြီးနေကြတော့ရှင်သာရိပုတ္တရာကြီးဘာဖြစ်တော့ယဟန်နာဖြစ်တယ်ယဟန်နာဖြစ်တဲ့ခါမှာအဲ့ဒီအကြောင်းတွေကိုပြိသိုက်သူတို့တွေလာကြတဲ့အခါသူတို့ဆရာကြီးခေါ်တဲ့ဆိုတဲ့အကြောင်း အာပွဲကြည့်ရကတဲ့တန်ဝေက ဖြစ်ခဲ့တဲ့အကြောင်းတေးရရှိရင်မတေးရဆိုတာရှိလိမ့်မယ်ဆိုတဲ့အကြောင်းမတေးတရားရှာရင်နဲ့သိသိဆရာကြီးနဲ့တွေ့ခဲ့တဲ့အကြောင်းဒီကိုလာခဲ့တဲ့အခါမှာပြိတဲ့သိသိဆရာကြီးခေါ်တော်လဲပဲမလိုက်ဘူးဆိုတဲ့အကြောင်းဒီပြောပြကြတော့အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတရားဟောတယ်အာသာရေသာရမတိနောသာရေသာသာရရတိနော ေတာရဏနာရိကေစန္ဒီမိစ္ဆာသင်္ကပ္ပဂောစရာမိစ္ဆာသင်္ကပ္ပဂောစရာအတွေးမှာအကြံမှမကျက်စားကနေကြတဲ့ပုဂ္ဂိုလ်တို့သည်အသာရေနှစ်မရှိတဲ့တရား၌သာရမတီနော အနှစ်ရှိတဲ့တရားပဲလို့ယူဆွဲကနေကြနေကုန်၏သာရေစအနှစ်သာရရှိတဲ့တရားကြတော့လည်းပဲအသာရမတီနောအနှစ်မရှိတဲ့တရားပဲလို့ပြောင်းမြန်ယူဆွဲကနေကြပြန်၏ တေတုအကာကိုနှစ်အနှစ်ကိုကပြောင်းမြန်မြင်ကြတဲ့ပုဂ္ဂိုလ်တို့သည်တာရံဘဝရဲ့အနှစ်သာရကို နာရီကိစ္စန္တိမုတ်ချပိုင်ပိုင်ပဲနီးနေမှမရနိုင်ဘူးအတွေးခေါ်မှားတဲ့ပုဂ္ဂိုလ်တွေဟာအကာကိုအနှစ်အနှစ်ကိုကပြောင်းမြန်မြင်ကြတယ်ဟုတ်လားအဲ့ဒီအကားကိုအနှစ်တည်းအနှစ်ကိုကခင်ပြောင်းမြန်မြင်တဲ့တွေ့ကာလပတ်လုံး ပြိတ္တိဘဝရဲ့အနှစ်သာရဗါရတို့မရနိုင်ဘူးတဲ့ဘုရားကဒီလိုပြောတာနော်သာရိဇာသာရတော်ညတဝအာသာရိဇာအာသာရတော်ဒေသာရံအဋိကေစန္တိသမ္မာသင်္ကပ္ပကောဇရာသမ္မာသင်္ကပ္ပကောဇရာအတွေ့ခေါ်မှန်ကန်ကြတဲ့ပုဂ္ဂိုလ်တို့သည်သာရိဇာသာရတော်ညတဝအနှစ်သာရရှိတာကိုလည်းအနှစ်သာရရှိတယ်လို့သိကြတယ် အတ္တရိဇာအတ္တရတော်အနှစ်သာရမရှိတာကိုလည်းအနှစ်သာရမရှိဘူးလို့သိကြပြန်တယ်။တေထိုအကာကို အကာအနှစ်ကို အနှစ်အမှန်တိုင်းမြင်သိကြတဲ့ပုဂ္ဂိုလ်တို့သည်သာရံဘဝရဲ့အနှစ်သာရကိုအဓိကိစ္စန္တိမုတ်ချပိုင်ပိုင်ရနိုင်ကြတယ်ရဲ့လို့ဘဂဝါဘုန်းတော်၆ပါးတခင်ဘုရားရှင် ကိုရောမြတ်က ဒေသတိကောင်းစွာမသွေဟောကြတော်မူခဲ့ပါပေသတည်းဘဝရဲ့အနှစ်သာရဘာရဲ့အနှစ်သာရလဲဘဇူရိရတယ်လေမင်းတမ္မာသင်္ကပ္ပါတဲ့အတွေးခေါ်မှန်တဲ့ပုံကိုယ်တွေမှာဘဝအနှစ်သာရရတာတဲ့ဟုတ်လား ခဏိတကမာကြီးဒေါ်ဝင်းကြီးမိသားတစုတန်ဃာတော်ရှင်သူမြတ်တွေကိုသစ္စာရောင်ကြီးပရိယတ်တိဇာတင်တိုက်မှာပရိယတ်တိလို့အထုံနေကြတဲ့တန်ဃာတော်ရှင်သူမြတ်တွေကိုနေစွမ်းလာဆုံးကတ်ဆုံးကတ်တယ်ဆိုတာပြိတဲ့ဘာလို့တလဲမိတဲ့တော့မိမိရှားဝေထားတဲ့ပစ္စည်းတွေတဲကဟုတ်ပြီလားဘာထုတ်တယ်လဲမိလဲတော့ပြိတဲ့အစ်စ်ကိုထုံနေတာဟုတ်ပြီလား ပစ္စည်းဥစ္စာရဲ့အနှစ်သီးပြိတဲ့ဗာလဲမေးဒါနဟုတ်ပြီလားသူတော်ကောင်းတို့လူရယ်လို့ဖြစ်လာတာကုသိုလ်ကြောင့်ဖြစ်တာလားအကုသိုလ်ကြောင့်ဖြစ်တာကုသိုလ်ကြောင့်လူဖြစ်လာကြတာဟုတ်လားကုသိုလ်ကြောင့်ဖြစ်လာတဲ့လူဘဝကိုဘဝကကုသိုလ်ကံကောင်းလို့ဒီဘဝမှာတော့လူတစ်လုံးတစ်လူလုံးဖြစ်လာကိုဘဝကကုသိုလ်ကံရှိခဲ့လို့ပြိတဲ့ဒီဘဝမှာအသက်ရှိရှိကျန်းကျန်းမာမာလေးနေရတာ ဒါပေမဲ့ဒီဘဝမှာကြပြည့်ကုသိုလ်လည်းထပ်မပြူဘူးသီလလည်းပဲပြည့်တယ်ဆက်ပြီးတော့မဆောက်တည်ဘူးဆိုရင်ဘဝဘာဖြစ်သွားလို့အနှစ်သာရရာသေးလားအရှုံးပေါ်တယ်လို့ဒီလိုခေါ်တာဗျာဟုတ်လားအရှုံးပေါ်တယ်လို့ဒီလိုခေါ်တာခဏိအဲ့ဒါကြောင့်ဒကမာကြီးငါရဲ့ရှာပွေတတ်တဲ့ပစ္စည်းတဲ့ကနေငါအနှစ်လာထုတ်တယ်လို့ဒီလိုမှဟုတ်ပြီလား ဒါနရှိတဲ့ပုဂ္ဂိုလ်မှလည်းပဲဒါနပြုခြင်းတဲ့ပုဂ္ဂိုလ်မှလည်းသီလဆိုတာကဖြစ်တာလေဟုတ်လားအဲကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဒေသနာစဉ်ကိုကြည်လိုက်တဲ့ကနဘတ်၁ကဒါနကထာကိုဟောပါကထာလေအေးဒါနကထာဒါနပြီးတော့မှသီလကထာကိုဟောဟုတ်ပြီလားခဏဒကမကြီးဒီမှာဒါနလာပြုတန်ဃာတော်ရှင်သူမြတ်တွေကိုဖုံးပေးစေခြင်းလို့ အသံကတော့ရှင်သူမြတ်တွေရဲ့ဘုံမှာကြီးညိုလို့ပရိယတ်တိအလုပ်ကြီးကိုအားပေးခြင်းလို့ဟုတ်လားလာပြီးတော့သံဃာတော်ရှင်သူမြတ်တွေလှူတယ်ဆိုကြဲကဒီသံဃာတော်ရှင်သူမြတ်တွေရဲ့ဘုံမှာတတ်ခြင်းဖြတ်ခြင်းနဲ့စိတ်ရှိမလားရှိပါဘူးဗျာပါဏာတိပါဒအလိုလိုရှောင်ပြီးသားဟုတ်လားအဲကိုလူတန်းနေတဲ့သံဃာတွေဘုံမှာညာခြင်းနဲ့စိတ်မူသားစိတ်ဆိုလို့ရောရှိပါမလားရှိပါဘူးဗျာမူတာဝါဒလိုလိုရှောင်ပြီးသားဟုတ်လား ပါဏတိပါဒအရိဏဒါနကာမိတုမိစ္ဆာသရဒီကံနေအကုန်လုံးမိတဲ့ဒါနရှင်ဟာဘာဖြစ်တော့လုံနေတယ်လို့ဒီလိုနားလည်ရမယ်နော်အဲ့ဒါဒီပါလဲမိတဲ့တော့မိတဲ့ခန္ဓာကိုယ်ရဲ့အနှစ်ပဲအသက်ရှင်နေတဲ့ခန္ဓာကိုယ်ရဲ့ကမိတဲ့အနှစ်ထုတ်ခြင်းနဲ့ဆိုရင်တော့တိလရှိအောင်လို့တဲ့ဘုရားကဒီလိုပြောတာ ဟုတ်ပြီလားရှားဖွေထားတဲ့ပြည်စည်းတဲ့ကအနှစ်ထုတ်ခြင်းတဲ့ဆိုရင်ဘာနဲ့ရှားလုပ်ရမလဲဒါနနဲ့လုပ်ရမယ်လို့ဒီလိုပြောတာဟုတ်လားအဲ့လိုမလုံနိုင်မှုဆိုရင်ကိုရှားထားတဲ့ပြည်စည်းကပြိတဲ့ရန်သူမျိုး၅ပါးနဲ့ဆက်ဆက်မနေဘူးလားရှားဖွေထားတဲ့ပြည်စည်းကပြိတဲ့ရေမိမင်းခိုးသူမုန်းတဲ့လူတစ်မျိုးမျိုးကြောင့်ပြိတဲ့အချိန်မရွေးပျက်စီးနိုင်တယ်ဟုတ်လားမပျက်စီးခင်မှာပြိတဲ့ဒါနနှစ်ကလေးထုတ်ထားလိုက်ရင်ကိုယ့်အတွက်ကြံတယ်ပေါ့ ဒီခန္ဓာကိုယ်ကြီးကလည်းယောဂအမျိုးမျိုးနဲ့ဆက်ဆက်ပြီးတော့နေတယ်ယောဂနဲ့ဆက်ဆက်ပြီးတော့နေတဲ့ခန္ဓာကိုယ်ကြီးကိုကိုယ်တန်တန်ယောဂမဖြစ်ခင်မှာဟာသီလာလေးထိမ့်ပြီးတော့နေခဲ့မယ်ဆိုရင်ဒါခန္ဓာကိုယ်ရဲ့အနှစ်ကိုရအောင်ယူတယ်လို့ဒီလိုမှတ်ပါသူတော်ကောင်းတို့ဟုတ်ပြီလားအဲ့ဒါဘယ်လိုပုံကိုယ်တွေမှာဒီအနှစ်ရကြတယ်လို့မေးတော့ဖခင်ကဒီမှာပြောတယ် တမ္မာသင်္ကပ္ပဂောစရာတဲ့အတွေးခေါ်မှန်ကန်တဲ့ပုဂ္ဂိုလ်တွေမှဘဝရဲ့အနှစ်သာရရကြတာဟုတ်ပြီလားအတွေးမှအကြံမှနေပြီဆိုရင်ဘဝအနှစ်သာရမရနိုင်ကြဘူးလို့ဘုရားဒီလိုပြောတယ်နော်အေးအဲ့တော့ခဏိတက္ကမကြီးတော်ဝင်းကြီးမိသားတစုငါတို့တွေဘဝရဲ့အနှစ်သာရခဏိရှားခွင့်ရပြီလို့ဒီလိုကျင့်တတ်ကြပါဗျာဟုတ်ပြီလား ေဤကဲ့သို့ဓမ္မသည်အလုံးကိုသည်ရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းပဲဒေသနာဏီကုံကမ္ဘာဖုံးကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုတုတ်တော်နာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော်တင်သူတော်ကောင်းပေါင်းတို့မှာ ဒုံမဲ့ကံလမ်းမနီမခยีမကိုဝိဝုဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကံလမ်းမနီမခยีမံကိုဥဇုံဖြောင်းပြောင်းမတ်မတ်ယန္တုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်တည်း